ကျွန်တော်ရဲ့ run ကတော့တိတ်ကနေတရားရောက်တဲ့အထိ hero တကောင်တဲ့နဲ့ကျွန်တော် run နဲ့တင်ခဲ့တယ်ကျွန်တော်လူမျိုးစတရားရောက်ချင်တယ်ဆိုရင်တော့ဘယ်ဟီးရိုးနဲ့တင်ရင်ကောင်းဆုံးလဲဆိုရင်တော့ကျွန်တော်ပြပေးမယ်ဒီထဲမှာတော့ပေါ့တီဟီးရိုးကတော့ကျွန်တော်ရန်တင်มาဖြစ်ပါတယ်ကြည့်ဘယ်ဟီးရိုးပေါ့မလဲဆိုရင်တော့

့လိုကျွန်တော်တို့များနေမှအာမစတာတရားကတော့ကျွန်တော်တို့အရောက်နိုင်ပါပါတော့ slow shot မဲဆိုရင်တော့တိထားတင်တယ်တခုပေါ့အိုဒိတ်ကိုဘရိုတိုကိုင်းမဲဆိုရင်တော့အစ်ဒီအိုဒိတ်ကတော့အစ်ဒီအိုဒိတ်ကတော့ဘလို့ကိုင်းရမလဲဆိုရင်ကျွန်တော်ဘရိုတိုကိုပြပေးမယ် enemy လောက်ကတော့ဗျာကျွန်တော်ကတော့ scale 2နဲ့ basic အစ်ဒီနှစ်ခုတည်းပဲကျွန်တော်တောက်အောင်မနော် ultimate ကတော့ကျွန်တော်လောင်းဝလောင်းဝကျွန်တော်မတောက်ဘူးเนาะ scale 1ကလည်းကျွန်တော်လောင်းဝမတောက်ဘူး enemy လောက်ကတော့ a စစ်စစ်ပဲဒါကြောင့်ကျွန်တော် star တရားကတော့ဒီလိုမျိုးရောက်ရှိခဲ့တာပါနော် ဆိုတော့ဘယ်လိုမြင်နေမလားကျွန်တော်ကတော့ ultimate ကဖျောက်ထားတယ် scale 1ကလည်းကျွန်တော်ဖျောက်ထားတယ် scale 2နဲ့ basic တင်တစ်ခုတည်းနဲ့ကျွန်တော်တောင်းပြီးတော့ star တရားကိုကျွန်တော်တက်မှာပါအခုကတော့ star code 6ဆိုရင်တော့ဒီပွဲကျွန်တော်နိုင်တော့မယ်ဆိုရင်တော့ star တရားကျွန်တော်ရောက်မှာပေါ့နော်နောက်တော့ကျွန်တော် challenge တစ်ခုတော့ခေါ်ထားတယ်ကျွန်တော် tower တစ်ချောင်းကိုချို့နိုင်မယ်ဆိုရင်တော့5000ကျပါနော်ကျွန်တော်ကိုပေးမှာပါကြည့်အရန်ကိုတန်တော်ပြီ star code 6ကိုနော်တရားတက်တဲ့ နောက်ဆုံးပွဲမှာတာဝါတစ်ချောင်းချိုးနိုင်မယ်ဆိုရင်5000ကျားနဲ့ကျွန်တော်ညနိုင်တယ်ကဲအမအမကျွန်တော်ပေးပါရလားကျွန်တော်ပေးစားပါဟာကျွန်တော်ပေးစားအာကျေစုပါလို့ရတော့ပြီလပဲတူတော့ရတော့ပါနော်လပဲနှိမ့်ဆိုရင်တော့တကောင်တစ်ချက်ကျွန်တော်မရသေးဘူးတာဝါကလည်းတစ်ချက်တကောင်ကျွန်တော်မရဘူးပေါ့နော်အိုဒိတ်ကိုကျွန်တော်တို့ဂိုင်းမဲဆိုရင်တော့အိုဒိတ်ကိုပေါ့နော်ကျွန်တော်တို့ဂိုင်းမဲဆိုရင်တော့ဟီးရိုးတွေ မတတ်နေပေါ့နော်ခရစ်တွေဘာတွေမင်းများစားဒါဆိုရင်ကျွန်တော်တို့ပတ်စာအများကြီးရမယ်ပတ်စာအများကြီးရမယ်ဆိုရင်တော့လက်ပဲတွေဘာတက်လာမယ်တက်လာမယ်ဆိုရင်တော့အဲ့ဒီခါကျရင်တော့တဝါဆိုရင်တော့ဗာတဝါတစ်ချောင်းခဏလေးထဲနဲ့ကျွန်တော်ချိုးနိုင်ရပေါ့နော်ကဲခုကျွန်တော်စော့ပြတော့အောင်ပေါ့နော်သူများတွေတော့ပက်တဲရပါရဆိုင်နေချိန်မှာဆိုရင်တော့ကျွန်တော်တို့ကတော့ဟိုတိတ်ကိုကင်မဲဆိုရင်တော့မက်စမန်တကောင်လိုမျိုးပေါ့နော်။နောက်ကနေနေပြီးတိုက်ခိုက်ရပါတော့ တကယ်လို့ကိုကတော့တန်းလိုမျိုးရှေ့ကနေတိုက်ခိုက်မယ်ဆိုရင်ခနာသေးနဲ့ကျွန်တော်တဲနိုင်ပါတော့ဦးသေးကတော့အဲလိုမျိုးသူရဲ့အားနဲ့ချက်ရှိတယ်သူကတော့နောက်ကနေဝင်ပြီးတော့တိုက်ရတာပေါ့နော်ပြောရရင်တော့ဗာမက်စမန်လိုမျိုးကိုတော့ဆော့ရအောင်ပါနော်ကဲဒါဆိုရင်တော့ကျွန်တော်တဝါသေးမှာပဲကျွန်တော်နေရမယ် သူကဟိုမှာပြစ်တယ်ဗောနော်မမအကြီးကပြစ်တယ်မမမမကရမ်းပြစ်တယ်ဆိုရင်တော့ကျွန်တော်တို့ကတော့ဒီထဲမှာပဲကျွန်တော်နေရမယ်သူ့ကိုတော့တော်တိုက်လို့မရဘူးဗောနော်တိုက်မဲဆိုရင်တော့ကိုယ့်ပဲတင်းအောင်ဗောနော်ဒါကြောင့် create တွေပါများစားမယ်ဖက်စံအများကြီးရမှာအဲ့ဒီမက်စမန်တကောင်းဆိုရင်တော့တစ်ချက်သေးနဲ့ဗျာတင်းနိုင်နေပြီတော့ ကောင်းစကားလို့ဆိုရင်တကောင်နေနိုင်တယ်ကျွန်တော်တို့ကလမ်းထဲမှာဘာပဲတွဲတွဲကျွန်တော်တို့စားရမယ်ဒါမှပတ်စံအများကျွန်တော်တို့ရမှာပတ်စံအများရတဲ့ခါကျရင်ကျွန်တော်တို့တိုက်ပွဲတွေပါတော့ဝင်တဲ့ခါကျရင်တော့တိုက်တဲ့ခါကျရင်ကျွန်တော်တို့ကတော့သူများထက်အားတာတာပေါ့နော်ဘာဖြစ်လဲဆိုရင်ကိုစားတာအများဆိုတော့ကိုအားရရှိတယ်လေ ဒါဆိုရင်တော့တိုက်ပွဲတွေအားဖြစ်တဲ့ခိုင်းကြရင်တော့ကျွန်တော်တို့ကတော့မတ်စမန်လိုမျိုးဆိုရင်တော့တစ်ချက်ဆိုရင်တော့ကောင်းနေတဲ့ကျွန်တော်တို့ဟိုတသားလေးနဲ့ဗျာသတ်လို့နိုင်ရပါတော့ခရီရဘာတွေမရှိတဲ့ချိန်မှာဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာခဏလောက်ဆောက်လိုက်တယ်ဆိုရင်ကျွန်တော်တို့မမှောက်ပါဘူးနော်။ဘာဖြစ်လဲဆိုရင်တော့မမကြီးကတော့အဲ့ဒီနားမှာရှိနေတယ်ဆိုရင်ကိုထွက်သွားမယ်ဆိုရင်တော့တစ်ချက်တည်းနဲ့သူ့ရဲ့အာဒီမိုက်နဲ့ရှော့နိုင်ရပါတော့။ဒါကြောင့်ခရီရဘာနည်းနည်းဆောက်လိုက်မယ်။ မြေပေါင်းတစ်ပါးချောင်းကြည့်ပြီးမှချောင်းတော့ခရစ်တွေကစအောင်ပါเนาะချင်းလေကြီးမြေပေါင်းကြီးတကယ်လို့ကျွန်တော်မသွေးဘူးဆိုရင်ဟိုဘက်ကိုတော့ချမယ်အဲချမယ်တိတ်အမှာဟာမမကြီးရတော့ဘဲကနေထွက်လာတာကောင်းဟာကျွန်တော်ကတော့တော်သွားအောင်တော့ချမှာလေသူကကျွန်တော်ကိုလာပဲချဒါဘဲရအောင်လေစာပါကတော့တစ်ချက်တည်းနဲ့ခောက်လိုက်ရင်ဒါမဲ့သူခေရတော့တယ်ကျွန်တော်ကိုတော်ပါပြေးပါအောင်စာပါရေးဟာစာပါရာတော်ဝါရလူရငကောင်စလုံးယူလိုက်တယ်ကွာတကယ်လို့ကိုယ်ကတော်ဝါယူမယ်ဆိုရင်ကျွန်တော်ကိုမမအလေးကိုပြေး ေးလိုက်ပါနော်ဟုတ်နော်ခုဟာတော့သူခေးရောနော်တာဝါရဲ့နှကောင်စလုံးယူလိုက်တယ်ဒါမဲ့ကျွန်တော်ကတော့တာဝါတစ်ချောင်းယော်နေတဲ့အတွက်ကျွန်တော်ကတော့9000ကျွန်တော်မေးရတော့ပါနော်တကယ်လို့ကျွန်တော်ချိုးနိုင်မဲဆိုရင်တော့9000ကျကျွန်တော်ရအောင်ပါနော်တာဝါတစ်ချောင်းသူများတွေကတော့တိုက်ပွဲတွေကြီးကြီးမားမားဖြစ်နေတဲ့အချိန်မှာတော့ကျွန်တော်နဲ့မမနဲ့တည်းပါနော်နှစ်ယောက်တည်းပဲတည်နေရမှာအေးစစေးပါနော်ကစားနေကြပါလေဒါမဲ့မမအကြီးကတော့ကျွန်တော်မညာဘူးတကယ်ချပါနော်လိုက်ရချရကျွန်တော်ကလည်းပြေးတယ်ပဲနော် ဒါမဲ့မမကတော့ကျွန်တော်တောက်ကိုတော့လိုက်တယ်ပဲပေါ့နော်ကျွန်တော်ပြေးတယ်ဒါမဲ့မမကတော့တောက်ဝင်လေပြန်ပြန်လိုက်လာတယ်ကျွန်တော်ပြေးရဲ့အပါကျွန်တော်ကောင်းကလာပြီးတော့မမကြီးရဲ့လေကျွန်တော်ကိုခြားတယ်ကျွန်တော်ကလည်းသေတော့တယ်မမကြီးရဲ့လေစာပါလက်ချက်နဲ့ပြန်ပြီးတော့သေတော့ပါတယ်နောက်ဆုံးတော့တောက်ပါတချောင်းရမလာရမလာလေအလေးလမ်းကိုတွားလိုက်ပါတယ်လက်စလော့ကလည်းအဲ့မှာအောက်ချလိုက်ကျွန်တော်လည်းပြေးရပါနော်တောက်ပါတချောင်းနဲ့ကျွန်တော်မရခဲ့ပါဘူးနော်လူကတော့ကံကောင်းလို့ကျွန်တော်မသေးဘူးနော်လူကကံကောင်းလို့မသေးတာ ကပြောင်းရပါမယ် creative ပဲဟောစားပါเนาะကျွန်တော်တို့ကောင်းနေရတော့တော်ကိုကြားနေပြောလို့ရတယ်ခုချိန်မှာတော့ server ရန်ကိုကြားနေပြောလို့ရတယ်ဘာဖြစ်လဲဆိုရင်တော့ mutu ကတော့ server ရဲ့ legit skin green band လောက်ထားတာဆိုတော့ server ရဲ့ legit skin ကတော့ဒါကြောင့် server ကတော့ခုလောဆယ်မှာရန်ကိုကြားနေပါတယ် brother တို့ကတော့ run ကိုတင်မဲဆိုရင် server ကိုင်းပြီးဆိုရင်တင်လို့ရပါတယ်။ငါရဲ့မမကတော့တဲပဲတင်ရမှာတော့ခဏခဏတင်တာ။သူကျွန်တော်ကိုတတ်ဖို့စ조사တိုင်းမှာတော့ ူပဲတင်ရပါတော့ကျွန်တော်မမအော်တော့ကြာလာတနာအော်တနာတော့လာရပါတော့ကဲခရီးတို့ရင်ကိုရှင်မယ်ရှင်မယ်သူယူကတော့လော့တပါတန်းနေပါတော့သူကတော့ချက်တွေပေးရပါတော့သူ့ကိုတော့ပြီးကူညီရမယ်ထင်တယ်ကဲခရီးတို့ကျွန်တော်ရင်စားလိုက်မယ်ကျွန်တော်လောင်းဝလောင်းဝအလှိမ်မကြည့်ဘူးပါတော့မသိချင်အောင်စောင်းတယ်ပါတော့သူတို့ဘာသာလော့ပဲတတ်ပါပဲတတ်ပါတော့ဒီတော့ဗာဒါတော့ဘာပဲလောက်လောက်ပါတော့ကျွန်တော်လည်းမဆိုင်တလို့မျိုးပဲကျွန်တော်နေတယ်ကျွန်တော်ရဲ့တာဝန်ကတော့တာဝန် only ကျွန်တော်ချုံမနော် ကျွန်တော်တာဝါချောင်းရရင်9000ရအောင်ဆိုတော့တာဝါပဲကြောင်းအောင်ဟုတ်တယ်မလားဟာမမကြီးတော့ကျွန်တော်ခဏခဏလာပြီးချရပါတော့နော်မမကြီးခဏခဏလာပြီးချတဲ့အတွက်ကျွန်တော်ကတော့ မမလက်ချဲနဲ့ကျွန်တော်တဲတော့ပါရမယအခုကတော့မမရဲ့လှည့်ပါနော်ကျွန်တော်မမကိုချောင်းမို့တတ်နေတယ်ဒါမဲ့တပ်ဖို့ကြိုးစားပါနော်ခြာလဲခြာလဲဒါမဲ့နောက်ဆုံးမမလက်ချဲနဲ့ပဲတဲတော့ပါနော်ပြောရရင်တော့ကွာကျွန်တော်တို့ကတော့မမနဲ့ဆိုရင်တော့မရှင်းရင်တော့အကောင်းဆုံးပါနော်တူတူကျွန်တော်ပါနော်အတီတရားတွေရလာတဲ့နောက်ပိုင်းမှာတော့ကျွန်တော်ဘယ်သူနဲ့မှကျွန်တော်မရှင်းတော့ပါဘူးကျွန်တော်တယောက်တည်းပဲအေးစွစဲပါနော်ကျွန်တော်သွားပါတယ်နောက်ဆုံးမှာတော့ကျွန်တော်တိတ်လိုက်ရတာတော့ဦးတိတ်ကိုကိုင်းမဲဆိုရင်တော့ ီတို့တွေပါပဲတော့ပြီးတော့ချလို့မရဘူးသူရဲ့တာဝန်ကတော့ခရစ်ရဲ့ရှင်ပဲပြီးတော့တာဝန်အကြောင်းပဲဒါဆိုရင်တော့ပွဲရတော့နိုင်ဖို့အတွက်ကတော့69ရေကန်နှောင်းလောက်ကျွန်တော်ကတော့အမခါရပါတော့ကျွန်တော်အမခါနာဟောက်လားမဟောက်ဘူးလားဆိုရင်ကျွန်တော်ဘလို့တို့ပြပေးမယ်သူတို့ပါတော့တိုက်ပွဲတွေပါတယ်ဖြစ်နေချိန်မှာကျွန်တော်ကတော့ခရစ်ရှင်နဲ့ဒီမှာရှင်နဲ့ရှင်နဲ့မင်းမင်းမင်းရှင်နဲ့ရှင်နဲ့ရှင်နဲ့ โอเคသူတို့ကတော့အမတိုက်ပွဲရဖြစ်နေချိန်မှာတော့နော်သူတို့ဘာသာသူကြိုက်တယ်လို့ဖြစ်ပါတော့ကျွန်တော်တော့မဆိုင်တယ်လို့ကျွန်တော်နေတဲ့တာဝါကျွန်တော်ချောင်းပဲချုံဲချုံဲမှာပြီးပြီးတော့တချောင်းသူတို့ကတော့လောင်းဝလောင်းဝပါနော်မသိဘူးကျွန်တော်အဲမှာဒီလိုမျိုးပါနော်ပြီးတော့ပါနော်သူတို့ကတော့လာတယ်ဒါပေမဲ့မမေးတော့ပါနော်နောက်ဆုံးမှာတော့ကျွန်တော်နိုင်တော့ခဲ့ပါတယ်ဒါကြောင့်သူတို့ကတော့ဟိုတိတ်ကိုကိုင်းမဲဆိုရင်တော့ခုလိုမျိုးကိုကိုင်းပါဟိုခရစ်တွေရှင်းမဲ တော်ပါရချုံပဲသူများတွေကတော့တိုက်ပွဲရပါတယ်ဖြစ်နေတဲ့အချိန်မှာကိုနဲ့မဆိုင်တဲ့လူမျိုးပဲနဲ့ခရီးဒရှင်တော်ပါချုံပဲဆိုရင်နိုင်ဖို့အတွက်ကတော့69ရေခိုင်နှောင်းကျွန်တော်အာမခံပါတယ်ဗီဒီယိုကောမဲ့ထက်မှာအားစစ်လို့ကောမဲ့မန်းတာပါကျွန်တော်စတလက်ကကေဝေးပေးရှင်ပါတယ်